နယ်ထရန့်အစိုးရအဖွဲ့၏ကုန်သွယ်ရေးအခွန်စည်းကမ်းမှုမူဝါဒအသစ်များကြောင့်မော်တော်ရှင်လုပ်ငန်းထိခိုက်ကြဆင်းလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖူဆိုင်ယုံတခုတရှိရာနေရအနာမှာအချို့ကတမရထရန်ရဲ့အမေရိကကားသာပထမဦးစားပေးဆိုတဲ့မူဝါဒကိုထောက်ခံကြပေမဲ့လူအများကအလောက်အကိုင်းဆုံးရှုံးမှာကို စိုးရိမ်နေကြပါထင် အခွန်တင်းချမ်းမှုရဲ့တက်ရောက်မှုအပြည့်အဝကိုသိရဖို့အချိန်လိုအပ်နိုင်ပေမယ့်ခန္ဓာအများပြားမှာထိခိုက်မှုတွေရှိလာနိုင်တယ်လို့ကျွမ်းကျင်သူများသတိပေးထားပါတယ်မိချီခန်ရဲ့စီးပွားရေးခပြည်내အလုံးထဲမှာမှအထိခိုက်ခံရဆုံးဖြစ်လာနိုင်ခါမိချီခန်ရဲ့တင်သွင်းမှု16ရာခိုင်နှုန်းခကနေတာမစီကိုတရုတ်ထုတ်ခနီလာထားဖြစ်ပါထဲ့ ထုံးလုံးရေးလုပ်ငန်းတစ်ခုလုံးမှာဆိုရင်အလောက်အကိုင်းပေါင်းတပေါင်းနီးပါးဆုံးရှုံးလာရဖို့ရှိနေကြောင်းဘတ်စတာကပြောတော့ပါထဲလို့သိရပါထဲရှင်။